2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ညာ7နာရီဂျူတို့ကတိုင်းတာရရှိချက်တွေနဲ့ပင်လယ်ပြင်ကလေစီးကြောင်းလေတိုက်ခတ်မှုနဲ့မြန်မာပြည်ရာသီဥတုကြောင်းများကိုဆက်လက်လေ့လာခံမှန်းတင်ပြမှာဖြစ်ပါတယ်။ဒီကနေ့ညာဘက်မှာဆိုလို့ရှိရင်တော့ကာမဂီလို့ခေါ်တဲ့မုန်တိုင်းဟာဖိလစ်ပိုင်ကိုကျော်ဖြတ်သွားတာတွေ့ရပါတယ်။ကာမဂီမုန်တိုင်းဟာဖိလစ်ပိုင် ကျိုးစုကိုဖြတ်တဲ့အခါမှာတနအယိုမိုင်60ကျော်နဲ့ ဖြတ်တဲ့အတွက်ကြောင့်မလို့ဖိလစ်ပိုင်နိုင်ငံကလူ၄သိန်းကျော်ကိုအရေးပေါ်ရွှေ့ပြောင်းနေရာချထားတဲ့ကြားကပဲဒီနေ့သတင်းတွေကလူ၃ယောက်ပေဆုံးသွားတယ်လို့ကျွန်တော်တို့ဝန်ထဲပေါ်ကကြားသိရပါတယ်ဆက်လက်ပြီးတော့အတေပြောက်စင်းနေဆက်လက်ပြုရှာဖွေနေသေးလို့ကျွန်တော်သိရပါတယ်အားလုံးပဲမင်္ဂလာပါရှင့်ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းတို့ဦးတီရွေရလျက်ရှိသည့်တိုင်ဖုန်းမုန်တိုင်းသည့် ပိုမိုအားကောင်းလာကဖိလစ်ပိုင်နိုင်ငံကိုအဆင့်နှစ်ရှိတဲ့တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြစ်ဖြတ်ကျော်တိုက်ခတ်ပြီးတောင်တရုတ်ပင်လယ်ပြင်ထဲသို့ရောက်ရှိလာကမြန်မာနိုင်ငံပေါ်အကျိုးတက်ရောက်မှုဘလောက်ထိရှိနိုင်မလဲဆိုတာမိုးရေဝသပညာရှင်ဆရာဦးထေးတင်းရဲ့ခန့်မှန်သုံးသပ်ချက်ကိုမျှဝေပေးလိုက်ပါတယ်ရှင့်အဆိုပါမုန်တိုင်းဟာတောင်တရုတ်ပင်လယ်အတွင်းအနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးနိုဝင်ဘာ6ရက်နေ့မှာဗီယက်နမ်ကမ်းခြေကို အားလွန်ကောင်းသောတိုင်ဖွန်းမုန်တိုင်းအဆင့်၃ဖြင့်ဖြတ်ကျော်ဝင်ရောက်နိုင်ပြီးနိုဝင်ဘာလ၈ရက်မှ၉ရက်အတွင်းတိုင်ဖွန်းမုန်တိုင်း၏အကျဉ်းကျယ်များသည့်ထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့်ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းတောင်ပိုင်းရန်ကုန်တိုင်းမြောက်ပိုင်းနှင့်အေရဝတီတိုင်းအလယ်ပိုင်းတွေကိုဆက်လက်ဖြတ်ကျော်ကာမင်္ဂလာပင်လယ်အော်အရှိအလယ်ပိုင်းပင်လယ်ပြင်အထိရောက်ရှိနိုင်ကြောင်းနိုင်ငံတကာမိုးလေဝသခန့်မှန်းချက်လမ်းကြောင်းခန့်မှန်းချက်မှတွေ့ရပါတယ် ဒီမုံတိုင်းရဲ့ဆွဲအားကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်မှာဖြစ်လာမဲ့မုံတိုင်းဟာမုံတိုင်းအစ်စ်ကိုမရောက်ဖဲနဲ့လေဆိုင်ဝဲအစ်စ်နဲ့ဒီနေ့ညနေမှာစစ်တွေနားမှာဗဟုပြုတ်တဲ့လေဆိုင်ဝဲလေးတစ်ခုသာကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့လည်းဒီကနေ့ဒီလေဆိုင်ဝဲနဲ့ဘင်္ဂလားပင်လယ်ကတိုက်တဲ့လေစီးကြောင်းကြောင်းမလို့မြန်မာပြည်အောက်ပိုင်းနဲ့တချို့နေရာတွေမှာနေရာကွက်ပြီးတော့ မိုးကြီးနေပါတယ်ကျွန်တော်တို့ကြိုတင်သတိပေးခဲ့ပါတယ်ကျွန်တော်တို့နောက်တစ်ခါစိတ်ဝင်စားဖို့ကောင်းတာဒီခါမကီမုံတိုင်းဟဲ့သွားလာနိုင်တဲ့လမ်းကြောင်းကိုတွက်ချစ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ပင်လယ်ကူးသင်းမောတွေသွားတဲ့ပို့တွက်ချက်တဲ့ရာဇဝခမဆက်တွေရာမြမာပြည်အောက်ပိုင်းအထိကိုနေဆိုင်ဝဲရောက်ရှိနိုင်တဲ့အနေအထားရှိပြီးတော့ အပူအေးဖလဲတဲ့ညမာယာ6ရက်နေမှာဆိုရင်တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီးတော့9ရက်နေမှာဆိုရင်တော့မနေ့ပိုင်းမှာဗီယက်နမ်ကိုတိုက်မယ်ပြီးရင်လာအိုစ်ထိုင်းပြီးတာနဲ့မြန်မာပြည်ထိတက်ရောက်နိုင်တဲ့အနေအထားရှိပါတယ်ဒီအနေအထားရဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာပြည်မှာအနေရရှိလာနိုင်တဲ့မိုးတွေဆက်ပြီးတော့ရွာနိုင်တဲ့အနေအထားရှိပါ ဘာမကီမုံတိုင်းဖိလစ်ပိုင်ကိုဖြတ်သန်းသွားတဲ့အချိန်ထဲမှာပဲပစိဖိတ်ဒေသမှာနောက်ထပ်မုံတိုင်းတစ်လုံးစတင်ပြီးတော့ဖြစ်လာတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမုံတိုင်းနှလုံးရဲ့ရွေးရှားမှုကို24နာရီနဲ့ကျွန်တော်တို့ခမန်းကြည့်တဲ့အခါမှာဆိုရင် နောက်ထပ်24နာရီတွင်းမှာဆိုရင် ပစိဖိတ်ဒေသကမုံတိုင်းဟာအားကောင်းလာသလိုပဲ တောင်တရုတ်ပင်လယ်ထဲကိုရောက်သွားတဲ့မုန်တိုင်းကလည်းဆက်လက်ပြီးတော့အနောက်ဘက်ကိုတရွေ့ရွေ့နဲ့သွားတာကျွန်တော်တို့ခမန်းတိုင်းတာရရှိပါတယ်။6ရက်နေ့မနေ့မှာတော့ဗီယက်နမ်ကမ်းခြေကိုစတင်ဝင်ရောက်တယ်လို့ပဲအနောက်ကလိုက်လာတဲ့နောက်ထပ်မုန်တိုင်းတစ်လုံးဟာလည်းအနောက်ဘက်ဒေသကိုဆက်ပြီးတော့ရွေ့ရှားလာတာတွေ့ရမှာဖြစ်ပါတယ်။လာမယ့်9ရက်နေ့မှာတော့မုန်တိုင်းဟာ ကုန်းမော်ကိုတက်သွားပြီမယ်လေမုံတိုင်းအပေါ်မှာ ရှိတဲ့ရင်ခွေးတွေဟာမြမာပြည်အရှိတ်ဇန်တစ်ခုလုံးကို လေစီးရောက်နေတူရောက်လာနိုင်တဲ့အနေအထားရှိပါတယ်။နာမည်ရှိရနေမှာတော့ပရှိဖိတ်ဒေသကလိုက်လာတဲ့နောက်ထပ်မုံတိုင်းဟာဖိလစ်ပိုင်နီးကိုစတင်ချင်းကလာတာကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်။အဲဒီမုံတိုင်းဟာ လာမယ့်၉ရက်နေမှာတော့ဖိလစ်ပိုင်ကိုစတင်တိုက်ခတ်ပြီးတော့၁၀ရက်နေမှာလည်း ဖိလစ်ပိုင်ကိုစတင်ဖြတ်ကျော်ပြီးတော့မြန်မာပြည်ကိုရေငွေ့အပြည့်နဲ့တိမ်နေဆက်လက်ပို့နိုင်တဲ့အနေအထားရှိတဲ့တော့ကြောင့်လို့မြန်မာပြည်ဟာမိုးဆက်လက်ပြီးတော့ရရှိနိုင်တဲ့အနေအထားရှိပါတယ်ဒီကနေ့၄ရက်နေ့မှာဆိုရင်မြန်မာပြည်အထအပြားမှာမိုးခေချုံရွာခဲ့ပြီးတော့ပဲခူးတိုင်း မွန်ပြည်နယ်၊ကရင်ပြည်နယ်နေစပ်မှာဆိုရင်မိုးအကြီးကျယ်ရွာလိုပဲရခိုင်ပြည်နယ်၊စကိုင်းတိုင်းအချက်ပိုင်းမှာဆိုလို့ရှိရင်လည်းမိုးပြီးထန်စွာရွာသွန်းခဲ့တယ်လို့ကျွန်တော်တို့တိုင်းတာဆက်တွေကပေါ်ပြထားပါတယ်။မနေ့ကျင်9ရက်နေ့ပုံတွင်းရောက်တဲ့အခါမှာတော့အောက်ပမာပြည်မှာမိုးပါသွားပြီးတော့ရခိုင်ပြည်နယ်အချက်ပိုင်း၊ချင်းပြည်နယ်၊စကိုင်းတိုင်း မန္တလေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ဘက်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိတယ်လို့ကျွန်တော်ခန့်မှန်းရရှိပါတယ်။လာမယ့်6ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်ကလေဆံဝဲအားပြော့သွားပြီဖြစ်တော့ကြောင့်မလို့မြန်မာပြည်အနှံ့ပြားမှာမိုးနှင်းငယ်ပါသွားနိုင်တဲ့အနေအထားရှိပေမဲ့လည်းစီးနှင်းမုန်တိုင်းကြပြီးတော့မိုးကြိုးများပြစ်နိုင်တဲ့အနေရရှိပါတယ်။ လာမယ့်9ရက်နေ့မှာတော့ပုံမို့ပြီးတော့မိုးပါသွားတဲ့အနေအထားရှိမယ်အောက်ပုံပါစီမှာဆက်လက်ပြီးတော့နေရာကျဲကျဲမိုးကျနိုင်ပါတယ်။ရှင်းနေရောက်တဲ့အခါမှာတော့ဟာမာဂီမုန်တိုင်းကပို့လိုက်တဲ့လေစီးကြောင်းနဲ့ရင်ငွေ့ကြောင်းလို့ အောက်ပုံပါစီမှာစတင်ပြီးတော့မိုးပြန်များနိုင်ပါတယ်။အထူးသဖြင့်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တို့ဖြစ်ပါတယ်။ လာမဲ့၉ရက်နေ့ရောက်တဲ့အခါမှာလည်းမြမပြည်ကိုဆက်လွယ်ကုတ်မိုးဆက်လက်ပြီးတော့ရွာသွန်းမှာဖြစ်ပါတယ်မန္တလေးတိုင်းအောက်ပိုင်းရခိုင်ပြည်နယ်အောက်ပိုင်းပဲခူးတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ရှမ်းပြည်နယ်အောက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေရာရှိပါတယ်လာမဲ့၁၀ရက်နေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့ပဲခူးတိုင်းနဲ့မွန်ပြည်နယ်ကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့ မိုးများနိုင်တဲ့အခြေအနေရှိသလိုပဲမြန်မာပြည်အောက်ပိုင်းမှာနေရာကွက်ကြားဆက်လက်မိုးရွာမှာဖြစ်ပါတယ်။ဒီချိန်ထဲမှာကျွန်တော်တို့သတိထားဖို့ကပစိဖိတ်ဒေသကဝင်လာတဲ့မုန်တိုင်းဟာဗမာပြည်ရဲ့အရှိဘက်ကျန်းတစ်ခုလုံးကိုဆက်လက်ပြီးတော့မိုးများနိုင်တဲ့အနေအထားရှိပါတယ်။ကျွန်တော်တို့ကြိုတင်ပြင်ဆင်နိုင်ရန်အတွက်ကျွန်တော်တို့နေ့စဉ်လေ့လာပြီးတော့ထူးခြားသလိုကျွန်တော်တို့ဆက်လက်ပြီးတော့တင်ပြသတိပေးမှာဖြစ်ပါတယ်